မင်္ဂလာပါဒီနေ့ဆရာရဲ့ဗီဒီယိုမိတ်ဆွေတွေကိုဆရာ အထူးမြတ်တာလက်ဆောင်ပေးချင်တာကတော့တကုံအယောင်ထွန်းလင်းပြောင်းရည်ရွယ်သမျှလိုတရဆိုတဲ့တကုံလုံးလူရန်ဤကိုအထူးမြတ်တာလက်ဆောင်ပေးချင်ပါတယ်မိမိရဲ့ဘဝမှာဘာလို့လို့ဆင်မပြေဘူးလုံးသမျှဒုက္ခနဲ့ကြုံတွေ့နေရတဲ့မိတ်ဆွေတွေ စီးပွားရေးညံ့နေတဲ့သူတွေကျမ်းမာရေးသေးတဲ့ဖြစ်နေတဲ့လူနာတွေဟုတ်လားမိမိရဲ့ရည်မှန်းချက်တွေမပြည့်စုံသေးတဲ့သူတွေ စီဝါတက်ပြီးတော့မှပြန်ကျသွားတဲ့မိတ်ဆွေတွေအမှုခင်းရင်ဆိုင်နေရတဲ့မိတ်ဆွေတွေယာရုတက်ချင်တဲ့မိတ်ဆွေတွေဘာပဲခက်ခဲကြုံကြုံအခုဆရာပြောပြမဲ့တကွန်လုံးကိုလှူဒန်းပေးပါတေချာဖို့အောင်မြင်သွားပါလိမ့်မယ်နော်ခေါင်းကျင်လေးကအရင်ဦးဆုံးအနေနဲ့ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနေအသေးပေးပြီးတော့ share လုပ်သွားပေးပါခေါင်းကျင်လေးကတကွန်အောင်ထွန်းလင်းပြောင်းရည်ရွယ်သမျှလူတရရပေါ့နော် သူကဖះမှာပဲဖြစ်ဖြစ်နေမကောင်းတဲ့ခါပဲဖြစ်ဖြစ်ရေရေချေတဲ့ခါမှာဒဂွန်လုံးပါပြီးတော့ရေရေချေပြေးရပါတယ်အဲ့ဒီဒဂွန်လုံးကလည်းမိမိရဲ့နေနံနဲ့လိုက်ဖက်တဲ့ရောင်ဖြစ်ရပါတယ်တနင်္ဂနွေသားသမီးမိတ်ဆွေတွေကတော့ဒဂွန်လုံးအနီရောင်ကိုမိမိရဲ့မွေးနံတောင်မှာမွေးနံတောင်ဖះမှာလူတန်းပေးပါတနင်္လာသားသမီးမိတ်ဆွေတွေကတော့အဖြူရောင်ဒဂွန်လုံးကိုမိမိရဲ့မွေးနံတောင်မှာလူတန်းပေးရပါမယ်နော်အင်္ဂါသားသမီးမိတ်ဆွေတွေကတော့ နီညိုယောင်နီညိုယောင်တကွန်လုံးကိုမိမိရဲ့မွေးနံတောင်ဖရာမှာလူတန်းပေးပါဗုဒ္ဓဟူသားသမီးမိတ်ဆွေတွေကတော့အစိမ်းရောင်တကွန်လုံးကိုမိမိရဲ့မွေးနံတောင်ဖရာမှာလူတန်းပေးပါเนาะကြာသာပရိသသမီးမိတ်ဆွေတွေကတော့ရွှေရောင် သို့မဟုတ်အဝါရောင်တကွန်လုံးကိုမိမိမွေးနံတောင်ဖရာမှာလူတန်းပေးပါတောက်ကြာသားသမီးမိတ်ဆွေတွေကတော့အပြာရောင်တကွန်လုံးကိုမိမိရဲ့မွေးနံတောင်ဖရာမှာလူတန်းပူဇော်ပေးပါ စနေသားသမီးမိတ်ဆွေတွေကတော့အနက်ရောင်တကွန်လုံးကိုမိမိမွေးနှံတောင်းဖရမလူရန်ပူဇော်ပြီးတော့ဆူတောင်းပေးပါနော်အခုဆရာပြောပြပေးခဲ့တဲ့တကွန်လုံးကမိမိရဲ့မွေးနေ့မှာမွေးနေ့မနက်9:45မှာလူရန်ပေးပါနော်မိ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 မှာကြုံတွေ့နေရတဲ့ခက်ခဲဒုက္ခတွေကျမ်းမာရေးဒုက္ခတွေအားလုံးဆင်ပြေပြီးတော့ကြည်ပွားချမ်းသာပြီးတော့စိတ်သွားတိုင်းကိုပါလူတရရပါလိမ့်မယ်နော် အခုဆရာမြဝေပေးခဲ့တဲ့ပညာဒါနပြုပေးခဲ့တဲ့ပညာဒါနပြုပေးခဲ့တဲ့တကွန်ရောင်ထွန်းလင်းပြောင်းရည်ရွယ်သမျှလူတားရဆိုတဲ့တကွန်လုံးလူတန်းကြီးဟာမိတ်ဆွေတို့အားလုံးအတွက်အကျိုးရှိတဲ့ဆိုရင်ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနဲ့အသေးပေးပြီးတော့ share လုပ်သွားပေးပါမိတ်ဆွေတို့နေရဲ့နိစ္စရာပတ်ဝန်းကျင်ကတငယ်ချင်းပေါင်းတင်တွေကိုလည်းတဆင်ပြန်လဲမြဝေပေးပါဆရာရဲ့ဖုန်းနံပါတ်ကိုပေးပြီးတော့လဲမေးခိုင်းလို့ရပါတယ်နော် ဆရာကတော့ဆရာကြီးမင်းတိန်ခါဤတပည့်ရင်ဆရာရဲမှန်အောင် ဖြစ်ပါတယ်ဆရာထမဗေဒင်မေးခြင်းတဲ့လက္ခဏာမေးခြင်းတဲ့တာတော့ဗေဒင်ဧကန်တဗေဒင်မေးခြင်းတဲ့မိတ်ဆွေတွေကဆရာကိုဓာတ်ရိုက်ဖုံးခေါ်ပြီးတော့မေးလို့ရပါတယ်ဗေဒင်ညံပူဇော်ကယူပါတယ်เนาะပြီးတော့အိမ်ရောင်းခြင်းတာခြံရောင်းခြင်းတာမြေရောင်းခြင်းတာကားတွေကြောက်တွေဆက်ပစ္စည်းတွေဆိုင်ကယ်တွေတံပိုးကြီးယရနာပစ္စည်းတွေအများဆုံး ရောင်းထွက်စေဖို့အထူးတိုက်တက်စင်တွေပြုလုပ်ပေးပါတယ်အာမခံတယ်ပါပြီးတော့ခြေရင်းမှာသစ္စာဖောက်ခံရတာအိမ်တော်ရေးဖောက်ပြန်ခံရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါပြီးတော့ကျမ်းမာရေးသေးသံညံ့နေတဲ့လူနာတွေအောက်လန်းပညာတွေနဲ့တိုက်ခိုက်ခံထားရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါပြီးတော့အကျွေးတွေပြန်ရဖို့အကျွေးတွေကြည်ဖို့နေ့စဉ်ငွေကြေးလက်လာဘတွေပွင့်လန်းစေဖို့ဈေးရောင်းကောင်းစေဖို့လောင်းကစားရှုံများနေတဲ့မိတ်ဆွေတွေနှလုံးသုံးလုံးချဲဘော်လုံး၆កောင်ချင်း ျက်ဖက်ဆလော့ဂိမ်းကာစီနိုဂိမ်းငမန်းဂိမ်းစသည်အပြင်လောင်ကစားရှုံများနေတဲ့မိတ်ဆွေတွေအမြတ်ငွေတွေချက်ချင်းရအောင် ပုံနကနမင်းကြီးရဲ့ဆောင်းတော်ကြီးတွေဆောင်ရွက်ပေးပါတယ်ပြီးတော့အင်္ဂါထွက်သွားတဲ့ယောက်ျားမိန်းမသားသမီးတွေချက်ချင်းပြန်လည်ရောက်ရှိလာစေဖို့ပြောက်သွားတဲ့တန်ဖိုးကြီးယရနာပစ္စည်းတွေချက်ချင်းပြန်လည်ရရှိစေဖို့ဘဝရဲ့ရည်မှန်းချက်တွေပြည့်စုံလာစေဖို့ပြီးတော့အမှုခင်းကိုနိုင်ဖို့ရန်သူတွေကိုအောင်မြင်ဖို့ မိမိလုပ်နေတဲ့လုပ်ငန်းဆောင်တာတွေမှာအောင်မြင်တိုးတက်ကြီးပွားချမ်းသာစေဖို့အောင်မြင်တဲ့အမှုပညာရှင်ကြီးတွေဖြစ်စေဖို့ຢາດູໂຕບໍ່ເນຍາກ້ອງຢາບໍ່ລັດຊິເນຍາມາຕີແມ້ໃສບໍ່ລັດຊິເນຍາກະນີ້ປ້ອງຊ່ວຍກ່ວນຢາໃສບໍ່ລેງດູຈິດດູມຍາສິນປີໃສບໍ່ມີບາສະການ້າມາຖອງແດຕາຕະມີດ້ວຍມີບາສະການ້າຖອງລາໃສບໍ່ພີ້ລະ່ຊົ່ງຫນອງພັນຊີຄັນຍາແດເມິດສຸຍມຍາແລ່ຊົ່ງຫນອງພັນຊີກະນີ້ချက်ຊင်းລຸມຍောက်ໃສຍັງ အထူးရရာစီမံဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်။ပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေးလုပ်ငန်းနာမည်ပေးကုမ္ပဏီနာမည်ပေးအမှုပညာနာမည်ပေးတွေဆောင်ရွက်ပေးပါတယ်။ဆရာရဲ့ဖုန်းနံပါတ်က39956888858ပြီးတော့39968 34256ဖြစ်ပါတယ်เนาะအဲ့ဒီ39956 ခွန်ရှိရှိရှင်းငါရှိအဲ့ဒီဖုန်းနံပါတ်က Viber account Telegram account ရှိပါတယ်အဲ့ဒီ account တွေကနေပြီးတော့ဆက်သွယ်ပြီးတော့ mail လို့လည်းရပါတယ်เนาะပြည်ပမှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီ account တွေကနေပြီးတော့ဆက်သွယ်ပြီးတော့ mail ကြပါပြည်တွင်းကမိတ်ဆွေတွေကတော့ဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့ mail ကြပါဆရာရဲ့ဘေးရင်ဟောကမ်းမှာလာ mail ကျင်တယ်ဆိုရင်တော့နော်ကုန်းကျေးရွာရေဦးမြို့နယ်သခိုင်းတိုင်းမှာဆရာနေပါတယ်ဆရာရဲ့ဘေးရင်ဟောကမ်းမှာလည်းလာ mail လို့ရပါတယ်เนาะ မလာခင်မှာဆရာကိုဖုန်ကြိုဆက်ပြီးပါခொနည်းသားသမီးအားလုံးကျမ်းမာချမ်းသာ၍လောကကောင်းကျိုးတာရဏတော်ရဲ့ကောင်းကျိုးကိုကောင်းစွာရွတ်ဆောင်နိုင်သောအမျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်ကြပါစေလို့ဆရာကစုမုံကောင်းတောင်းပေးလိုက်ပါတယ်နော်